ာပါရှင်ခொနရသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆင်မကတော့ Solar Nuit ဖြစ်ပါတယ်ဆင်မအနေနဲ့ကတော့2025ခုနှစ်ဇူလိုင်လအတွက်ကြာသာပရိသတ်သမီးတွေရဲ့တလားစာအထူးဟောစတန်းကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာဆင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့ဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါဆင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะကျမတို့ရဲ့ video လေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะအဲ့တော့ဒီလအတွက်ကြာသာပရိသတ်သမီးရဲ့အလောက်ကန်ကိစ္စစီးပွားရေးငွေရေးခြေရေးကျန်းမာရေးအခြေအပညာရအစာပြုတော့မယ်ရေတရာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် အရင်ဆုံးကြာတာပရိသတ်သမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့เนาะကြည့်လိုက်တဲ့အခါမှာအပြိုင်ဆိုင်ဈာကနေပြီးတော့တိုးတက်လာတာမျိုးတွေရှိမယ်။အရေးပါသောလုပ်ငန်းနေဆုံးပြည့်ချက်တွေကိုချမှတ်နိုင်တဲ့ကာလဖြစ်ပါတယ်။အလောက်ကင်တိုးချက်လောက်ကင်ရတာမျိုးเนาะလောက်ကင်တိလောက်ရတာမျိုးတိုးချက်လောက်ကင်ရတာမျိုးလေးတွေကြုံတွေ့ရနိုင်တယ်လုပ်ငန်းတိုးချက်မယ်ဆိုရင်လည်းတိုးချက်လို့ရတဲ့လာလေးတလဖြစ်ပါတယ်เนาะ။ဘာပဲလုံးလုံးတိုက်ခိုင်နေတွေပြိုင်ဆိုင်မှုတွေတွေအားများမယ်ထို့အရာတွေကျော်လွှားနိုင်နိုင်မယ်။ တဲ့ပေါ်လာတဲ့စိတ်ကူးများကိုလုပ်ငန်းများကိုအကောင့်ထဲပေါ်လို့ရတဲ့လာတလဖြစ်ပါတယ်เนาะအဲ့တော့ရုတ်တရက်ပေါ်လာတဲ့စိတ်ကူးကြံစီတွေလက်တွေ့အကောင့်ထဲပေါ်ရင်အောင်မြင်နိုင်တယ်ပေါ့เนาะအဲ့တော့ဒီလာထဲမှာဆိုရင်သူတို့ဘာမလုံနိုင်တဲ့အရာတွေကိုမိမိကလုံနိုင်နေမိမယ်ပေါ့เนาะသူတို့ဘာခက်ခဲနေတဲ့အရာတွေမိမိလုံနိုင်မှုကြောင့်အောင်မြင်မယ်ပေါ့เนาะအဲ့တော့ဒီလာထဲမှာအဲ့တော့ဒီလာထဲမှာဆိုရင်စနေနေနဲ့ပတ်သက်တဲ့လုပ်ငန်း ကြာတာပြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းနောက်ပြီးတော့တောက်ကြံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေမှအောင်မြင်နိုင်မယ် အဲ့လုပ်ငန်းသင်စားနေမိလုပ်မယ်ဘာလို့အဆင်ပြေမလဲဆိုတဲ့သူတွေအတွက်ကတော့ဒီစာသာပရင်းနံပေါ့နော်စနေနံတောက်ကြနံနေနဲ့တွဲပြီးလုပ်ငန်းစီပါလုပ်ပါအဲ့လုပ်ငန်းတွေစပြီးတော့အလုပ်လုပ်ပေါ့နော်အဲ့တော့စာသာပရင်းနံနေဆိုတော့အတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့ငွေရင်းနှီးမပါဘဲနဲ့ကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာနော်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမှာကျူရှင်သင်တာတို့နော်ဒါခလိုဘာသာစကားသင်တန်းတွေပေါ့ဒီလိုမျိုးလေးတွေနောက်ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်တာတွေပေါ့နော်ပွဲစားအလုပ်တွေနောက်မုံလုပ်ငန်းတွေပေါ့ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ နောက်ပြီးတော့အထယ်တို့ဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်နီးပညာနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းသွတ်တန်သစ်လုပ်ငန်းသစ်သီးလုပ်ငန်းတွေပေါ့နော်အကျိုးပြုတယ်အဲ့ဒီလုပ်ငန်းတွေလုပ်နေတဲ့သူတွေစီးပွားရေးအဆင်ပြေမယ်အောင်မြင်မှုရရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဝန်ထမ်းလုပ်နေတဲ့သူတွေပေါ့နော်အဲ့တော့ဝန်ထမ်းလုပ်နေတဲ့သူတွေကြီးလိုက်တဲ့အခါမှာ အပြောင်းလဲပေါ့နော်အပြောင်းလဲကိစ္စတွေဖြစ်ပေါ်လာတာမျိုးကြီးရှိမယ်အပြောင်းရွှေ့အပြောင်းလဲကိစ္စတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းထဲမှာပေါ့မမိအနေနဲ့ပေါ့နော်စိတ်ကောလူလူရောပြင်မှန်းပြီးတော့အကြီးကဲဖီအားကြောင့်အပြောင်းရွှေ့အပြောင်းလဲကိစ္စတွေလှုပ်ရှင်စိတ်တွေပေါ့မယ်အဲ့တော့ပြောင်းမယ်ဆိုရင်လည်းပြောင်းလို့ရတယ်ပေါ့တစ်ဖက်ကရမှာတစ်ဖက်ကပြောင်းပေးပေါ့နော်ဒါပေမဲ့ကိုကနာမည်ကုန်သတိကြော်စောတာမျိုးတော့ကြုံမယ်နော်အဲ့တော့ကိုရဲ့လုပ်ငန်းထဲမှာတိုက်ခိုက်လေးတွေပြိုင်ဆိုင်မှုလေးတွေမနာလိုမှုလေးတွေအလုပ်မှာတော့ရှိမယ်ပေါ့နော်အောက်လက်ငယ်သားရဲ့အကျိုးပေးခြင်းအကျိုးပြုခြင်းတော့ခံရတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော်ဝင် န်းနေဆိုရင်ပေါ့အဲ့ဒီလာထဲမှာအဲ့တော့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်အဲ့တော့ရောင်းဝယ် ကောင်းမယ်နော်ဒါရောင်းရတတ်မယ်ဝင်ငွေအဆင့်လုပ်ငန်းအဆင့်တိုးတက်တာမျိုးတွေရှိမယ်သူ့လောင်းထားတဲ့ပစ္စည်းတွေအမြန်ဆုံးရတာမျိုးတွေကျုံမယ်အဲ့တော့သူ့လောင်းမယ်ဆိုရင်ဒီလအတွင်းမှာဒါစနေနံတို့ကြာတာပရိနံတို့တောက်ကြနံတို့သူ့လောင်းထားလို့ရပါတယ်ဒီပစ္စည်းတွေကအမြန်ဆုံးရနိုင်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းတိုးချဲ့လောက်ကရင်တင်းနဲ့လားတလားဖြစ်တယ်ကိုကလက်ရှိလုပ်ငန်းကိုတိုးချဲ့မယ်ဆိုရင်တိုးချဲ့လို့ရတဲ့အနေထားပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီကာလတွေမှာလုပ်ငန်းစီးပွားနော်ဒါတက်လာပြီဆိုရင်ကောင်းမှုကုသိုလ်လေးတွေဒါနပြုပါအစာအိမ်စာရှာပါလို့စားတော့ ပေးဝတ်တဲ့ရှားပါလို့ဝတ်ထဲလူပေါ့နော်တက်ကြည့်ပူဆိုတာလေးပြုလုပ်ပြီးတော့လုပ်ငန်းစီးပွားတွဲလုပ်ပါဒီလိုဌာနကောင်းမှုလေးတွေပြုလုပ်ပြီးတော့လုပ်ငန်းစီးပွားလုပ်ခြင်းဖြင့်အောင်မြင်မှုတွေရရှိမယ်ခက်ခဲမှုတွေလွတ်မြောက်တတ်တယ်နော်အဲ့ဒါဒီလအတွက်ငွေကြေးခံတာလေးတွေပြောပြပေးပါမယ်အဲ့တော့ဒီလအတွက်ငွေကြေးခံတာလေးကိုကြည့်လိုက်တဲ့အခါမှာငွေရှားတာလွယ်ကူမဲ့လာဖြစ်တဲ့အဖက်ဖက်ကနေငွေဝင်လန်းလေးတွေပေါ်လာတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုး အဲ့တော့ငွေဝင်လဲတစ်ခုတည်းမဟုတ်ဖဲနဲ့ငွေဝင်စရာအကြောင်းလေးတွေပေါ်လာမယ်ကိုကရစရာရှိရာကြီးပြန်ရမယ်ကြံ့ညာနေတဲ့ငွေကြေးတွေပြန်ရတာမျိုးလေးတွေရှိမယ်ကိုကပေးစရာရှိရာကြီးလည်းပြန်ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ငွေမမြဲတာမျိုးလေးတွေလည်းဖြစ်လာနိုင်တယ်ကိုကိုတိုင်းငွေသုံးများနေတာမျိုးတွေရှိမယ်အဲ့တော့ငွေယူပေါက်တွေထိမ်းမှငွေယူပေါက်တွေလည်းပေါ်လာမယ်ပေါ့နော်စီလိုပေါက်ချပြီးပြန်ပြီးငွေထွက်နိုင်တယ်ထို့ကြောင့်ငွေယူပေါက်တွေထိမ်းမှအဲ့တော့ကိုကိုတိုင်းနဲ့ငွေသုံးလေးတွေလျှော့ပါစီကန်းတကြသုံးဆွဲမယ်ငွေယူရှာနိုင်မယ်ပေါ့နော်ဖက်ဖက်ကနေရှာနိုင်တဲ့ဆိုရင်ဒီလအတွက်မှာအဆင်ပြေ င်းမဲ့ဝင်ဝင်လာပြီးဆိုရင်မိမိကလုပ်ငန်းတိုးချဲ့တာလေးတွေပြုလုပ်ပါစီးပွားရေးတိုးတက်လာတာမျိုးတွေကြုံရလိမ့်မယ်ပေါ့နော်ပြီးတော့ဝင်ဝင်လာပြီးဆိုရင်ကာမှုကုသိုလ်လေးတွေလည်းတစ်ဖက်တစ်လမ်းပြုလုပ်ပါငွေမြဲစေတတ်တာပေါ့နော်နောက်ပြီးတော့လူမှုရေးကဏ္ဍလေးတွေပေါ့နော်လူမှုရေးကဏ္ဍလေးကတော့အကြီးမားပြဿနာတော့မရှိဘူးဒါပေမဲ့လုပ်ငန်းပိုင်းတွေမှာတော့ရှင်ပြိုင်မှုလေးတွေရှိမယ်။နောက်မိမိကိုကြိတ်ပြိုင်နေတဲ့သူတွေမနာလိုသူတွေတော့အနှဲငယ်ရှိမယ်ပေါ့နော်ဒီလာထဲမှာအဲ့တော့ဒီလာထဲမှာဆိုရင်မိမိတို့အနေနဲ့ပေါ့နော်ဒါ ဆရာကောင်းသမားကောင်းတွေရဲ့အထောက်ပံ့ကောင်းလေးတွေရရှိမယ်လူမျိုးခြားဘာသာခြားတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိမယ်နော်အဲသူတို့ရဲ့အကူအညီထောက်ပံ့ပေးမှုကြောင့်အဆင်ပြေတာမျိုးလေးတွေကြုံရမယ်ဒါပေမဲ့လူယုံတော့ထားလို့မရသေးဘူးပေါ့နော်လူယုံဒုက္ခပေးတာမျိုးလေးတွေရှိမယ်လူတိုင်းကိုယုံကြည်လို့မရဘူးကိုယ်ဟာရရဥစည်းဥဆောင်လောက်ကင်ရတာမျိုးလေးတွေတော့ရှိမယ်နေရာတိုင်းမှာကိုယ်ဟာဥဆောင်ဥရွက်လောက်ကင်ပေးရခြင်းများကြုံရမယ်လူမှုရေးအသင်းဖွဲ့တွေမှာလည်းတတိထားပြီးတော့ပြုလုပ်ပါဥစည်းဥဆောင်လောက်ဝပေးမယ်ကိုယ်အကောင်းမြင်နာလေးတွေအတိုက်ခံလေးတွေပေါ်လာတတ်တဲ့အတွက်ထိုရာတွေကတော့တတိထားရမယ်ပေါ့နော် သူများကိစ္စကိုဝင်ရောက်ဖြေရှင်းပေးတာမျိုးတွေလည်းကြုံရနိုင်တယ်ပေါ့ဒီလာထဲမှာပြဿနာကြီးကြီးမားမားတော့မရှိဘူးဒါပေမဲ့အဲနော်ဒါလူယုံထားလို့တော့မရပဲနဲ့အဲရကိုကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နိုင်ပြောနိုင်မှသာအဆင်ပြေမယ်လားပေါ့နော် နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေပေါ့နော်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေကတော့ဒါပြဿနာလေးတွေတော့အနှဲငယ်တော့ရှိမယ်ပေါ့နော်အဲ့တော့အိမ်တွင်းပိုင်းမှာစကားအခြေအနေတွေပြောတာမျိုးလေးတွေစိတ်လိုမကြမှုတွေများမယ်မိမိအိမ်နောက်ဖက်နဲ့လည်းသူတို့ခွန်းကိုတို့ခွန်းသူအဲ့လိုမျိုးလေးတွေစကားများတာမျိုးလေးတွေတော့ရှိမယ်နော်အခါလေးတော့စိတ်လိုမကြဘူးပေါ့နော်ကိုအိမ်နောက်ဖက်ပေါ့စိတ်လိုမကြမှုတွေရှိမယ်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့မိမိဖြစ်ရှင်တဲ့အတိုင်းနာလေးတွေပေါ့နော်အားနေတတ်တယ်ပေါ့ရရာကိုကိုကအလျှော်ပေးအရှုံးပေးနိုင်မှအဆင်ပြေမဲ့နေထားမှရှိတယ်နော်သူလည်းအလျှော်မပေးကိုလည်းအ ွန်မပေးဆိုရင်သူတို့ခွန်းကိုတို့ခွန်းနဲ့အိမ်တွင်းအိမ်တော်ရေးအေးချမ်းမှုအားနဲ့တရာမျိုးတွေရှိမယ်ထို့ကြောင့်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးမှာသတိထားပြောဆိုပါနော် နောက်ထပ်မေတ္တာရေးခန္ဓာလေးတွေပေါ့နော်ငွေသူတွေတဲ့မေတ္တာရေးခန္ဓာလေးတွေမှာပေါ့နော်ကံကောင်းတဲ့လာလေးတလဖြစ်တဲ့မိမိကိုသဘောကျနေတဲ့သူတွေရှိမယ်တယောက်မကနှစ်ယောက်ပေါ်လာမယ်ရွေးချယ်ခက်ခဲတာမျိုးဆုံးဖြတ်ခက်တာမျိုးတွေကြုံရမယ်ချစ်သူစုံတွဲတွေအနေနဲ့ပေါ့နော်တရားတရားစိတ်မချဖြစ်တာမျိုးတွေတန်တရားပွားဆရာလေးတွေပေါ်မယ်နော်မိမိချစ်သူကြောင့်စိတ်ပင်မဲနာမျိုးတွေကြုံရမယ်စိတ်နစ်ထားတဲ့သူကပို့ပင်မဲမယ်ပေါ့နော်အဲ့တော့ဒါမိမိချစ်သူကနော်ဒီ ရှင်လိုက်မယ်ဆိုရင်ပေါ့နော်ဒီလအတွက်ကြာသာပရိသတ်သမီးရအခြေကိုစိတ်နှစ်ထားတဲ့သူတွေဖြစ်တယ်ထို့ကြောင့်ဒီလအတွင်းမှာစိတ်နှစ်တဲ့အတွက်ပိုပင်မဲနာမျိုးတွေရှိရတဲ့အတွက်စိတ်ကိုပုတ်ပတ်ပါထားပြီးတော့နေမှသာအခြေရအေးချမ်းနိုင်တယ်ပေါ့နော် မမြုံလင်မဲနဲ့အိမ်အောင်ကြနိုင်တယ်ပေါ့ဒီလထဲမှာမမြုံလင်မဲအိမ်အောင်ကြတာမျိုးသို့မဟုတ်ဘဝရှိရအတွက်တိုင်ပင်ရတာမျိုးတွေတော့ရှိမယ်ပေါ့နော်အစဉ်ပြေလိုက်မပြေလိုက်နဲ့တော့မြစ်ဒါချစ်သူစုံတွေနေနဲ့ဖျက်သန်းရမယ်ငယ်သူတွေအတွက်ကတော့ဆန်းပွင့်နေတယ်နော်အဲ့တော့ရွေးချယ်ခတ်တာမျိုးတွေဂျုံရမယ်ဆက်သွယ်ပြည့်နေတဲ့သူတွေပြင်ရတာမျိုးတွေတော့ဂျုံရမယ်နော်ဒီလထဲမှာ နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒါမြစ်တာကြီးပြီးသွားပြီဆိုရင်ကျမ်းမာရေးခန္ဓာလေးတွေကိုပြပြပေးသွားပါမယ်အဲ့တော့ကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာဒီလာထဲမှာကြီးမမကြီးတော့ယောဂဆိုအညံ့နေမကြောက်နိုင်ဘူးပေါ့နော်အဲ့တော့မကြမကြဖြစ်တတ်တဲ့ယောဂလေးတွေရှိပါတယ်အဲ့တော့မကြမကြဖြစ်တတ်တဲ့ယောဂလေးတွေမှာအဲ့တော့အာယုံကြောအာနယ်ပြီးတော့အိတ်မပြောတာလေးတွေရှိမယ်ပေါ့နော်အာယုံကြောအာနယ်ပြီးတော့အိတ်မပြောတာမျိုးလေးတွေရှိမယ်နောက်ပြီးတော့အကြောအာနယ်တာညောင်းညာကြိုက်ခဲတာပေါ့နော်ကိုယ်လက်ကြိုက်ခဲညောင်းညာတာလေးချောင်းဆိုးရင်ကျက်တာပေါ့အစာမားတာလေးတွေဖြစ်တတ် တယ်ပေါ့နော်။အော်တခါလေသွေးသားမမှန်ဘူးအမျိုးသမီးယောဂါလေးတွေပေါ့နော်။သွေးသားမမှန်တာလေးတွေဖြစ်တတ်တယ်။အသက်ကြီးပိုင်းနေဆိုရင်ဖြစ်တတ်တဲ့ယောဂါလေးတွေပေါ့နော်။အဲ့တော့လေနဲ့ပတ်သက်တဲ့ယောဂါအကြောအားနဲ့တဲ့ယောဂါနောက်ပြီးတော့အိမ်မပျော်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်။အသက်အန္တရာယ်ဆိုရင်ကြတော့မရှိပါဘူး။မတက်နာလေးတွေဖြစ်တတ်တယ်ပေါ့နော်။ကြီးကြီးမားမားကြီးတော့မဟုတ်ပါဘူး။ကျန်းမာရေးခန္ဓာတွေကဆိုးဆိုးဝါးမရှိနေဘူးပေါ့နော်။အဲ့လိုမျိုး အဲ့တော့ပညာရေးခန္ဓာလေးတွေပြပြပေးပါမယ်အဲ့တော့ဒီလအတွက်ပညာရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအသိပညာဘူးသူရတိုးပွားမဲ့နော်လာလေးတလားဖြစ်တဲ့ကိုမတီသေးတဲ့ပညာရက်ကို မတင်ရသေးတဲ့နော်ဒါ ဘာသာရက်တွေကိုတင် जा တက်မြောက်တာမျိုးတွေရှိမယ်။တင်တဲ့ဆမိုဘဲကိစ္စတွေလည်းအောင်မြင်အဆင်ပြေလိမ့်မယ်ပေါ့နော်။တင်တဲ့တက်ဖို့ရှိရလေးတဲ့အဆင်ပြေမယ်။ဆမိုဘဲကိစ္စတွေအဆင်ပြေမယ်။ဒါမဲ့ပညာရေးပိုင်းမှာအနောက်အချက်လေးတွေပေါ်လာမယ်။လူမှုရေးအပေါင်းအသင်းကြောင့်ပညာရေးထိခိုက်တတ်တဲ့အပေါင်းအသင်းသတိထားပါနော်။အဲ့တော့အခြေအချမ်းမှအကြောင်းပညာရေးထိခိုက်တတ်တဲ့ထိုးရလေးကြော်လာနိုင်မယ်ဆိုပြီးပညာရေးကစားတာကောင်းမွန်ပြီးတော့တိုးတက်မယ်။မမီးရဲ့စူးစမ်းတဲ့လောက်အောင်မြင်နိုင်တဲ့အနေအထားရှိရပေါ့။ပညာရေးကောင်းမွန်တဲ့လာတလာပဲနော်ဒီလာထဲမှာလည်း နောက်ထပ်နိုင်ငံခြားကံလေးပြောပြပါမယ်အဲ့တော့နိုင်ငံခြားခီးကံတော့ပြည်တွင်းပြည်ပခီးကံပေါ့နော်အဲ့တော့ခက်ခဲမှုတွေခြားကြတဲ့ကနေအခွင့်အလမ်းတွေပေါ်လာလိမ့်မယ်နော်နိုင်ငံခြားခီးကံသွားသွားရဖို့ကိစ္စလေးတွေပေါ်မယ်ဗီဇာပတ်စပို့ကိစ္စကြီးလည်းရတာကြံ့ညာနေတဲ့ကိစ္စလေးတွေပြန်ပြီးရတာမျိုးတွေရှိမယ်အဲ့တော့မကြငင်ချင်းတာအချိန်ကာလမှာနော်ဒါခီးသွားတာမျိုးခီးထွက်တာမျိုးတွေကြုံတွေ့ရမယ်ခီးစင်တွေကတော့အဆင်ပြေနိုင်တယ်ပေါ့ပြည်တွင်းခီးစင်ရောပြည်ပခီးစင်တွေရောပေါ့နော်ခက်ခဲမှုတွေလွတ်မြောက်မဲ့အနေထားဖြစ်တဲ့အတွက်သွားမယ်ဆိုရင်သွားလို့ရတယ်အဆင်ပြေချုံမှုမှုရရှိမယ်ပေါ့နော်အဲ့လိုမျိုး အဲ့တော့ဒီလအတွင်းမှာအချိုးပေးကနန်းလေးတွေပြောပေးပါမယ်เนาะဒီလအတွင်းမှာအချိုးပေးကနန်းလေးတွေကတော့6ကနန်း5ကနန်းပေါ့เนาะ6 5လေးကအချိုးပေး lucky ကနန်းလေးတွေဖြစ်တဲ့အတွက်အရေးကြီးသောเนาะဒါမိမိတို့အနေနဲ့ထီထိုးတာပဲဖြစ်ဖြစ်เนาะအရေးကြီးသောကိစ္စတွေမှာအသုံးပြုခြင်းဖြင့်အဆင်ပြေပါလိမ့်မယ်နောက်ထပ်အရေးဒီမိမိတို့အနေနဲ့ပေါ့เนาะဒါ lucky color လေးတွေကိုပြပြပေးပါမယ်ဒီလအတွက် lucky color လေးကတော့အပြာပွင့်အပြာရောင်လေးတွေနီညိုပွင့်နီညိုရောင်လေးတွေ color ရင်းရင်လေးတွေပေါ့เนาะ color ရင်းလေးတွေကတော့အချိုးပေး color လေးတွေဖြစ်တဲ့အတွက် တော့ခီးသွားလာတဲ့နေရာမှာအရေးကြီးသောကိစ္စတွေအရေးကြီးသောလုပ်ငန်းကိစ္စတွေမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်ဆာတာပွန်းနှန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီတလားလုံးအတွက်ဒါအရာရာအဆင်ပြေဖို့အတွက်ပြုလုပ်ရမယ့်ရေဒီယာလေးကိုပြပြပေးမယ်ပေါ့နော်ဒီလအတွက်ကံကောင်းခြင်းနဲ့ဆိုမိမိအိမ်ဖျားမှာယူလေးမျိုး ရနွေးချမ်းတစ်ခွက်ရိုးလေးမျိုးကပ်လို့ပါရွှေပန်းလေးတွေလူပေးပါပေါ့နော်မိမိလိုရာဆူတောင်းပေးပါနောက်ထပ်မိမိတို့အနေနဲ့လက်ပွင့်လက်နိုးကာရာလေးတွေဖျားကုံတော်လေးတွေပွားပြီးတော့เนาะအရာရာပေါ့နော်နေ့စဉ်ဖြတ်သန်းမှာလက်ပွင့်လက်နိုးကုံတော်ရဲ့ဖျားကုံတော်လေးတွေเนาะနေ့စဉ်ယူပြီးဖြတ်သန်းခြင်းဖြင့်ခက်ခဲမှုတွေလွတ်မြောက်မယ်အဆင်မပြေမှုတွေလွတ်မြောက်မယ်ဒီရတရားလေးတွေနေ့စဉ်ပြုလုပ်လို့ရတယ်တပတ်ကိုတစ်ချိန်တစ်ချိန်သုံးချိန်စေတနာရှိသလိုပြုလုပ်ပေးပြီးကံကောင်းမှုတွေရှာယူပေးပါဒီနေ့မှစကြာသာပရိသားသမီးတွေအဆအဆအရာရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက် ြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်နေဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်